စကောလန်နိုင်ငံကရေခဲမြစ်တွေအကြီးပြောသွားပြီးတဲ့နောက်အခုလိုမျိုးထူးဆန်းတဲ့အရာကြီးတခုပေါ်ထွက်လာခဲ့တယ်။ပရိသတ်များအလုံးမဲ့မင်္ဂလာပါမြောက်ဘာမအိတ်သုံးလုံးချန်တွေကနေပြန်လဲကြိုးစုလိုက်ပါရီ။စကောလန်နိုင်ငံရဲ့မြေပုံကိုကြည့်မယ်ဆိုရင်တော့ကန်ယူရန်ကိုဖျက်တဲ့ကုန်းမြစ်နေရာတွေတောက်လျှောက်မှာအခုလိုမျိုးလုံးဝဖြောင်တန်းနေတဲ့မြင်းတစ်ချောင်းကိုသတိထားမိကြမှာပါ။တကယ်တော့ဒီဒေတာကခြိုင်ဝန်းနေတဲ့တောင်ကုန်းတောင်တန်းတွေအရန်ကိုပေါ်များလုံးတဲ့နေရာတခုလည်းဖြစ်ပါရီ။အလုံးနေရာမျိုးမှာမှအခုလိုမျိုးမြင်းဖြောင်ကြီးတစ်ချောင်းကထင်းထင်းရှားရှားရှိနေတာနည်းနည်းတော့ထူးဆန်းလို့နေပါရီ။ ဒီလိုနေရာမှာဘာကြောင့်များမြင်းပြောင်ကြီးတချောင်းလိုနေရာတခုကအတိရှိနေရာလဲဒါကစိတ်ဝင်စားဖို့ရန်ကောင်းပါလိမ့်စိတ်ဝင်စားစရာဘူမိပြည်တာဖြစ်ရတဲ့ချို့ကဒီနေရာမှာဖြစ်ပွားခဲ့တာကနေဒီမြင်းပြောင်ဇလန်ကစတင်ပါလိမ့်ဒီဖြစ်ရကအနည်းငယ်ငယ်လောက်အတွင်းမှာဖြစ်ပေါ်လာခဲ့တာတော့မဟုတ်ပါဘူးဒါကိုပြောဖို့အတွက်ကျွန်တော်အနေနဲ့လွန်ခဲ့တဲ့နှစ်သန်းပေါင်း920လောက်ကိုတစ်ချက်လောက်ပြန်သွားကြည့်ကြရအောင်ပါအဲတော့ငါကဘာပေါ်မှာအခုလိုမျိုးတိုက်ကြီးခုနှစ်တိုက်အထိမရှိနေသေးပါဘူးတိုက်ကြီးက၅ခုပဲရှိနေတာဖြစ်ပါလိမ့်ဒါပြင်အဲဒီချိန်တုန်းကတိုက်ကြီးရဲ့နာမည်က ယနေ့ကျွန်တော်တို့တည်ထားလိုမျိုးအာရှတိုက်ဥရောပတိုက်အဲ့လိုခေါ်ဝေါ်ရီမဟုတ်ပါဘူးဒီထဲမှာတော့လော်ရန်ချားတိုက်နဲ့ဂွန်ဝါနာတိုက်တို့ကတတိုင်းနဲ့တိုက်ကုန်းမြေကြီးအတော်လေးကိုနီးနီးကပ်ကပ်တည်ရှိကြပါရီယနေ့မျက်မှောက်ခေတ်တိပြည်တိုင်းကျွန်းရဲ့အနောက်မြောက်ချမ်းကလော်ရန်ချားတိုက်မှာတည်ရှိပြီးကျွန်းရဲ့မြောက်ဘက်ချမ်းကတော့ဂွန်ဝါနာဘက်မှာတည်ရှိပါရီအဲဒီကနေ့အစဉ်ကာလတွေရွေလျားလာခဲ့တယ်ဆိုပါတော့လွန်ခဲ့တဲ့နှစ်တန်ပေါင်း430ချိန်ကာလကိုရောက်ရှိလို့လာခဲ့ပါပြီအဲဒီချိန်မှာတော့လော်ရန်ချားနဲ့ဂွန်ဝါနာကုန်းမြေတို့ကြီးနှစ်ခုကအခြေချင်းတိုက်မိခဲ့ကြပါရီ ဒီဖြစ်စဉ်ကနေစဉ်စိတ်ဝင်စားဖို့ရကောင်းတဲ့နောက်ထပ်အဆင့်ကဲဖြစ်စဉ်တွေအများကြီးထပ်မံဖြစ်ပွားခဲ့ကြပါရည်။ဗါရီများဆက်ဖြစ်ခဲ့ကြလိမ့်။အခုလိုမျိုးတိုက်ကြီးနှစ်တိုက်တရှိနေတဲ့ကုန်းမြေတူကြီးနှစ်ခုအချင်းချင်းတိုက်မိခဲ့တဲ့ဖြစ်စဉ်ကြောင့်ကမ္ဘာတဝန်းလုံးမှာရှိတဲ့တောင်နေနဲ့ပြည်ရွေကျော်အစ်တွေထပ်မံဖြစ်ပေါ်လာစေပါရည်။ကမ္ဘာပေါ်ရန်လောကအဖို့ထစ်တွေတနည်းပြောရရင်တော့တွန့်ခေါက်နေတဲ့မျက်နှာပြင်တွေအများကြီးဖြစ်ပေါ်လာစေကြပါရည်။ဒါမဲ့ကြိုသောနေရာတွေမှာတော့ထူးဆန်းစွာနေပြီးမြေပြင်ကအပြားလိုက်တိုင်းပဲတောင်လက်ရွေရှားသွားခဲ့ကြပြီးပြည်ရွေရဲ့အထက်မှာတောင်နေနဲ့မြန်မာတွေမြန်မာတွေတွင်ပြင်ကိုဖန်တီးပေးပါရည်။ နောက်တစ်ချက်အနေနဲ့လုံခြုံရေးနှစ်ပေါင်း66တန်းလောက်ကိုတစ်ချက်လောက်ထပ်ပြီးတော့ကြည့်ကြရအောင်ပါ။ကမ္ဘာမြေအောက်ဘူမိလောက်ကရွေးရှားမှုတွေအများအပြားဖြစ်ပေါ်ခဲ့တာပါ။ဒါကြောင့်ကမ္ဘာပြန်မြေလွာကရွေးရှားမှုတွေဖြစ်ပေါ်လာပြီးပြည့်ပြည့်ကျော်ကြီးတွေဖြစ်ပေါ်လာစေပါရယ်။ပြည့်ပြည့်တွေကတော့ကြည့်လိုက်ရင်သာမျက်စိအမြင်မှာပုံမှန်တိုင်းရှိနေကြတယ်ဆိုပေမဲ့တကယ်တမ်းမှာတော့မသိတာတွေအနေထားမျိုးနဲ့ရွေးလျားမှုတွေရှိနေကြတာပါ။အခုဗီဒီယိုဆက်မှာပြောပြခဲ့တဲ့ Scotland ကံယူတန်းမြေပုံပေါ်မှာရောအပေါ်စီကနေပါကြည့်လိုက်မယ်ဆိုရင်တော့မြင်တွေ့နေရတဲ့မြင်းပြောင်ကြီးကလည်းအလိုပြည့်ရည်ကြီးတစ်ခုပဲဖြစ်ပါတယ်။ Great Land ပြည်ရွေကျော်လို့ခေါ်ပါရီယနေ့ခင်မှာတော့ပြည်တိုင်းကျွန်းနဲ့ Island ကျွန်းတို့တရှိတဲ့နေရာတစ်ဝိုက်ကလုံခဲ့တဲ့နှစ်ပေါင်း2သိန်းလောက်တုန်းကအထိရေခဲတွေနဲ့ဖုံးအုပ်ထားတဲ့ရေခဲမြစ်တွေအများပြားရှိနေပါရီလုံခဲ့တဲ့နှစ်ပေါင်း1000လောက်ကနေစလို့ရေခဲမြစ်တွေကတပြေးပြေးနဲ့အကြီးပြော့ကဆုပ်ယုပ်လာခဲ့ကြပြီးရေခဲမြစ်တွေအောက်မှာရှိနေတဲ့အရာတွေကပေါ်လာခဲ့ကြပါရီအဲဒီပြည်ရွေကျောင်းကြီးတွေကလည်းဒီလိုနီးနဲ့လူမြင်ကွင်းကိုပေါ်လာခဲ့ကြတာဖြစ်ပါရီအဲဒီပြည်ရွေကျောင်းကြီးရဲ့တမိုင်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့အဲလိုမျိုး1ဘီလီယံတက်ဝက်လောက်နဲ့ချီတဲ့ဘူမိဗေဒရလက်တီတွေကတခုဖြစ်ကြောင်းသိရှိခဲ့ရတာပါ ကျွန်တော်နေထိုင်ရတဲ့ကမ္ဘာမြေကြီးကအခုလိုမျိုးအချိန်နဲ့မျှပြောင်းလဲနေကြပါပြီ။လုံလဲနေတော်ကြာကြာကပင်လယ်အောက်မှာရှိနေခဲ့ကြတဲ့အရာတွေကယနေ့ခေတ်မှာကုန်းမြေတွေဖြစ်နေကမ္ဘာကြီးပေါ်ကိုထက်ရှိလာခဲ့ကြပြီးကျော်သောနေရာတွေဆိုရင်တော့လူအများကိုဆွဲဆောင်နိုင်တဲ့နေရာတွေဖြစ်နေတောင်မှရှိလို့နေပါပြီ။အဆောင်နေလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ။နောက်နေ့ဗီဒီယိုတွေမှာထပ်မံပြီးတော့တွေ့ဆုံကြရအောင်ပါ။